တို့ညာ YouTube Channel ကိုအားပေးနားဆင်နေကြသူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့ဇာကြီးဆရာဆရာအောင်လင်းဤဗေဒာနဲ့မောက်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုစတင်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိ လိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခမညင်တဲ့နေသောကံရည်ပြင်ပေါ်တွင်ကြာပွင့်တို့သည် ဝေဝေစီစီလန်းဆန်းလျက်ရှိလေသည်တခါတရံရည်ပြင်ပေါ်သို့အပြေးရှက်၍တိုက်ခတ်လာသော လေဟုန်ကြောင့်ကြာပွင့်တို့သည်လှုပ်ရှားလာကြပြန်သည်ဤတော်လဲပြန်၍ပင်ငြိမ်၍သွားကြပြန်သည် အမှန်ကတော့ ကံကြပွင့်ကြပန်းတို့သည် ကံဤကြက်တည်းကို ဆောင်ခဲ့သူများဖြစ်၏ကံကြပန်းတို့သည်ကံဤကြက်တည်းကံဤအလှကံဤတင့်တယ်ခြင်းကိုမြည်မြပင် ဆောင်ခဲ့ကြစေကမူသူတို့သည်ကံရည်ပင်ဤငိန်ညောင်းသောလှိုင်းကို စီးကွင်းမရခဲ့ကြချေသူတို့နေသော နေရာမှတပါတခြားသို့သွားခွင့်မရှိခဲ့ကြချေတနေရာထဲ၌သာရက်ဒီငိန်သက်နေရသောကံကြပန်းတို့ဤဘဝကအမှန်တော့တနာစရာ ကောင်းလှပေသည်ဘေရာသည် စီရည်ပွင့်နေသောဂျာပွန်များကိုကြည်ရင်သူဘဝကို သူပြန်တွေးမိလေသည် သူဘဝကကံကြံတို့ဤဘဝနှင့်လုံးဝကွဲပြားခြားနားခဲ့၏ဂျာပန်တို့သည်သူတို့အမြင့်တွေသော နေရာတွင်ရပ်တည်၍ကံဤအလှကံဤတင့်တယ်ခြင်းကံဤကျက်တရေကိုမြည်မြပင်ဆောင်ကြတော်လဲသူတို့ဤဘဝကတနာဝေယာကောင်းလှ၏နန္ဒကင်းနေအောင်ကြီးနှွေးနှွေးနှင့်ထိတွေ့ရသည့်တစ်ချိန်သာသူတို့ဘဝသည်လန်းဆန်းခဲ့ကြ၏ တနေ့ကုန်နေမင်းဤပူပြင်းသောတံကိုခံကြရ၏။ကံရီဘူးတဲ့တွင်ပင်ပန်းနွမ်းနယ်စွာ နေကြရ၏။အရိတ်ကိုလည်းခိုးခွင့်မရ၊ရွေရှားခွင့်မရ။ညခါ၌လည်းလမိုက်ရများတွင်မှောင်နှင့်မဲမဲနေကြရ၏။ထို့ကြောင့်လည်းသူတို့၏ဘဝသည်တနာစရာကောင်း၏။အားငယ်စရာကောင်း၏။ညီငွေစိတ်ပြည့်ဖွယ်ရာလည်းကောင်း၏။ဘေရာသည် သူ့ဘဝနှင့် ကြာပန်းများကိုရှင်၍တွေးကြည့်မိသည်။အမှန်တော့သူ့ဘဝနှင့်ကံကြာပန်းတို့သည်တခုသာကွဲပြား၏။ သူသည်ကံကြမ်းများကဲ့သို့လောကရန်လိုင်းရေဘူးတွင်ကျင်လည်ခဲ့ရသည်သို့သောကံကြမ်းများကဲ့သို့တဏှာရဲ၌အမြင့်တွေ၍မနေနိုင်ပေကံကြမ်းများကဲ့သို့ဣန္ဒြေယယမနေနိုင်ခဲ့ပေ လောကရန်လိုင်းရေဘူးတဲတွင် အမြဲတမ်းကုခတ်နေရ၏ရေဘူးချောင်းတွင် အမြဲတမ်းမျောပါနေခဲ့ရ၏ကြမ်းများကဲ့သို့ကံဆက်ကံဆက်တွင် မနေနိုင် သူဘဝသည်ဘူပြင်းလာသော လောကရန်လိုင်းတွင်ကံမမြင်လက်မမြင်စုံစမ်းမျောခဲ့ရသည် တခါတရံကံကိုမှန်၍ကုတော်လဲပင်ပန်းလာပြန်တော်သည့်အစုံကံနှင့်ဝေရာတို့သာမျောခဲ့ရသည် အမှန်တော့လဲသူဘဝသည်ကြာပန်းကဲ့သို့ချမ်းမြေ့ခြင်းမရှိဒီငြိမ်ခြင်းမရှိတပင်တပန်းကုခတ်လှုပ်ရှားရုန်းကန်ခဲ့ရခြင်းသာဖြစ်သည်ဘေဒာသည်တပင်းကိုလေးတွက်စွာချလိုက်ပြီးလျင်ကံဆက်မှထလာခဲ့လေသည်တနင်္ဂနွေနေ့ဖြစ်၍ပန်းကြံတွင်ဝဲလူစီကားလာသည်ရေပန်းဘေးတွင်ဘေဒာ၏အဖော်တစုလုံထွေးတပ်ပုတ်၍နေကြသည် ဧရာဒီသူတို့ဘေးတွင်အသာရိုက်၍ကြည်နေလိုက်သည်လှမြင့်သည်ဂျော်နီတင်ထွန်းလက်မှဓာတ်ပုံကို အတင်းလူ၍ယူလိုက်သည်ပြီးမှဘေးရလက်သို့ထိုးပေးလိုက်သည်ဘေးရာဒီလှမြင့်ပေးသောဓာတ်ပုံကိုကြည့်ရင်မျက်နှာများနီး၍လာလေသည်ဘေးရာဒီဂျော်နီ၏မျက်နှာကို ခတ်တင်တင်ဆိုက်၍ကြည့်လိုက်သည်ဒါမင်းဘယ်ကရတယ်ဂျော်နီဂျော်နီတင်ထွန်းသည်နေရာမှလူလဲ၍ထားရင်ဘေးရာ၏လက်မှဓာတ်ပုံကိုရုတ်တရက်ပြန်၍လူယူလိုက်သည် ဧရာဒီဂျော်နီဤယင်မြန်မအင်ဂျီစကိုဖမ်း၍ဆွဲလိုက်သည်ဒီဓာတ်ပုံကိုမင်းဘဲကရတယ်ဂျော်နီညက်တီတာပေးတာဟဲ့ကမင်းမဖြီးနဲ့ငါ့ကိုမှန်မှန်ပြောဒီဓာတ်ပုံမင်းဘဲကရတယ်ဂျော်နီဒီဘေရာလက်ကိုပုတ်ချလိုက်ပြီးလျင်တလန်းချင်းနောက်သို့ဆုတ်လိုက်သည်ဘေရာကဂျော်နီနောက်သို့တလန်းချင်းလိုက်၍သွားသည် လာမြင့်သည်ဗေဒာဤနောက်မှကပ်၍လိုက်လာသည်ဂျော်နီတင်ထွန်းသည်ကြောက်ရွံ့ဟန်ဖြင့်တလန်းချင်းနောက်သို့ဆုတ်သွားတော့သည် ဟေ့ကောင်မင်းနေရမပြောဘူးလားငါတကယ်တကယ်ပြောတာပါကွာညတီကငါ့ကိုပေးတာပါဂျော်နီတင်ထွန်းသည်နောက်တော့အလန်တကြားလှဲ့၍ကြိလိုက်သည် သူနောက်တွင် ရေပြင်သာရှိတော့သည်သူခြေတစ်ဖက်ပင်လင်းရေစက်တို့နင်းမီပြေးဖြစ်နေသည်ညတီကမင်းကိုဘာလို့ပေးတာလဲညတီနဲ့ငါနဲ့ပေးတာသည်ဂျော်နီတင်ထွန်းဤစကားမဆုံးမီခြေတော့ကိုသိမ့်၍ကန်လိုက်သည်ဂျော်နီတင်ထွန်းသည် ရေရဲသို့ပလက်လန်၍ကြာသွားလေသည်ဘေရာသည်ဂျော်နီတင်ထွန်းကိုပေါ်သို့ခုံ၍အုပ်လိုက်ပြီးလေပင်ကိုကန်၍ညှစ်လိုက်သည်ငါမေးတာမှန်မှန်ပြောမလားမပြောဘူးလားတကယ်ပါဘေရာယာညသည်ကို တို့တနေ့ဓပုံခေါ်ပြီးရိုက်ကြတယ်ဘေရာသည်ဂျော်နီ၏စကားကိုဆောင်၍နားမထောင်တော့ကြီဂျော်နီ၏မျက်နှာကိုရေရဲတွင်နှစ်လိုက်သည်ဂျော်နီကကြောက်အားလန်အားဖြင့်ယုံလိုက်သည်ငါငါအမှန်ပြောတာပါကွာ မင်းကမြတ်ဒီကိုအသိအထင်ကြီးနေတာမင်းမယုံရင်ငါခေါ်ပြမယ်ဗေဒာလီဂျော်နီဤမျက်နှာတစ်ခုလုံးကိုရေထဲတွင်အတန်းကြာအောင်နှိပ်၍ထားလိုက်သည်ဂျော်နီသည်ဗေဒာလက်မှ အတင်းယုံ၍ထားလိုက်သည်ဗေဒာဤလက်သည်များသည်ဂျော်နီဤမျက်နှာပေါ်သို့တစ်ချက်ချင်းဝင်၍လာတော့သည်ဂျော်နီဤမျက်နှာပေါ်တွင်သွေးများဖြာ၍ကျလာသည်ဗေဒာသည်နောက်ထပ်ဆက်ထိုးရန်ပြင်လိုက်သည်သောသောသူ့လက်သည်များသည်ဂျော်နီ၏မျက်နှာပေါ်သို့မရောက်မီတစုံတစ်ယောက်ကသူ့လက်ကိုဆွဲထားလိုက်သည် ဒေတာကဆွဲသူကိုပင်ဒေါသတကြီးလှဲ့၍ကြိလိုက်သည်ဒီတော့မှလည်းတင်းမာခတ်တန်လာသောသူမျက်နာသည်အပြည့်ရှိသောကလေးငယ်ဤမျက်နာကဲ့သို့တဖြည်းဖြည်းပြောင်း၍လာတော့သည်ပီတာနင်ဘာဖြစ်တာလဲကလေးလေးမဟုတ်ဖင်းနဲ့ကွင်လူလေကောင်မှရမ်းဖြစ်ရသလားမဟုတ်ဘူးမမငိဒီကောင်တွေကပိုက်ဆံချမ်းသာတယ်ဆိုပြီးမရှိစင်းရတဲ့မိန်းလေးတွေကိုလိုက်ပြီးဖြစ်စည်းကျင်တယ် ်ငိမ့်သည်ဗေဒာဂျာကင်အင်ကြီးတွင်ပေးကြံနေသောရှင်များကိုသူဤဖြူခွေးသော လက်ကလေးဖြင့်တုပ်၍ပေးလိုက်သည်ဒီတော့မှဗေဒာကသူ့အင်ကြီးကိုချွတ်၍ခါလိုက်သည်သူတကောလုံးကိုလည်းလက်ကင်ဘဝဖြင့်တုပ်လိုက်သည်ကဲနော်ကြံကြရအောင်ဟိုကောင်လေးရောလှမ်းမြင်လေခုတလောတော်တော်ကဲနေတယ်နော်နင့်ဖေကိုတိုင်လိုက်မယ်လှမ်းမြင်သည်ရုံပြဲပြဲဖြင့်ငိမ့်ကိုကြည့်လိုက်သည်ပြီးလားကျွန်တော်စပင်းပါတယ်မမကြီးခုပြန်ပါပါခဏ ရီဇတ်အောက်မလားလို့ကျောင်းကိုသွားရင်ဒီဘက်လှည့်ဝင်လာခဲ့တာပါအနေဒီနုနေနေဘင်းဟာဘင်းကရီဇတ်အောက်မှာလင်းကိန်းလာပြီတာငင်းကပြောပြောဆိုဆိုရှေ့မှထွက်၍သွားတော်သည်ဘေရာသည်ခေါင်းငိုက်ဆက်ဖြင့်ဂျာကင်ကိုပခုံးပါတင်၍ရှောက်ခဲ့လေသည်မမငင်းတယောက်ထဲလာဘေရာကခေါင်းကုန်း၍ရှောက်ရင်းမပွန့်တဝင်းမေးလိုက်သည်အထွန်းတို့ရပါလေလီဥတည်အောင်ရမပါဘူးလားဘေရာကမတိမသားပြောင်းလိုက်ရင်းမေးလိုက်သည် ငိမ့်သည်ဗေဒကိုတမင်လည်းပြန်လှည့်၍တစ်ချက်မျှစိုက်ကြည့်လိုက်သည်ပါရာပေါ်ဟင်သူလိုက်ပို့လို့တို့လာရတာပေါ့ခဏစမ်းလေးဆိုတော့ဒရိုင်ဘာမှမလာပင်ပြီးတော့ကိုကိုကြီးကလည်းဖဲဝိုင်းထိုင်နေတော့ကောင်းမောင်မဲ့လူဘယ်ရှိမလဲကျွန်တော်ကမပြောလို့ပါမယာခါတိုင်းကျွန်တော်မောင်းပို့နေတာပဲဟာနင်ကအိမ်ကတားမှမဟုတ်ပင်ငိမ့်ကမျက်စောင်းကလေးထိုး၍ပြောလိုက်သည်မှာကလေးဆန်လာ၍ပိုပြီးပင်ချစ်ခင်စရာကောင်းတော်သည် ဗေဒာသည်ဂျာကင်အင်ကြီးကိုလေထက်တွင်တပတ်နှစ်ပတ်ဝေယမ်းလိုက်သည်ဒီမှာကာစီတို့ပြစ်ဒတ်သွားတော်သည်ဥတင်အောင်နှင့်အထွန်းတို့ကကာဘေးမှငင်ကိုရရွေ့စောင့်နေသည်အထွန်းကနှုတ်ခမ်းကလေးဆူနေတော်သည်သူများသမင်းဆာလာပါပြီဆိုမှမမငင်းကလည်းဘာများလုံနေတယ်မသိဘူးငင်းကအထွန်းကောင်းကလေးကိုခပ်ပွားပွားပုတ်လိုက်သည်မိသားကကားရှိမှတက်လိုက်ပြီးလင်းနောက်တကားကိုဖွင့်၍ပေးလိုက်ရင်အထွန်းကိုစလိုက်သည်အထွန်းရှိကတဲ့ငါမမလို့ တော့ရဥဒင်အောင်ဥဒင်အောင်ကအိတ်ထဲမှတော့ကိုပြစ်ပေးလိုက်သည် အထွန်းကမူစူအောင်အောင်ဖြင့်ဗေဒါဖွင့်ပေးထားသော ရှေ့တကားကိုဆောင်း၍ပိတ်လိုက်ပြီးနောက်ခန်းသို့ဝင်၍ထိုင်လိုက်သည်ငါ့ကိုစမလီနဲ့တော့ဒါပင်ထမင်းစာလာပြီးအိမ်ကုန်းမြန်မြန်မောင်းဒီကောင်ကလေးကိုအမြန်အမောမခိုင်းစမ်းပါနဲ့သူမောင်းရင်ငါရင်တုံလွန်းလို့ဗေဒါကစက်ကိုနှုတ်၍ကားကိုတချိန်တုန်းမောင်းထွက်လိုက်သည်ဥဒင်အောင်ကစီကရက်တလေးကိုမိကြီးဖွာလိုက်ပြီးလျှင်ဗေဒါအတွက်တလေးပြေး၍ပေးလိုက်သည် ဗေဒာကကားကိုလက်တစ်ဖက်ဖြင့်မောင်း၍တစ်ဖက်မှစီကရက်ကိုမင်းကြီး၍ဖာလိုက်သည်။ဗဟန်ဓာစီဆိုင်အကွေတို့ရောက်သောအခါဥထောင်ဘိုလမ်ဘက်စီတို့ချိုးလိုက်သည်။ခနေ့ရီဇတ်မထွက်တာတရက်တော်ပြောရအောင်ပါပဲ။ပါလင်။နင်းစာမီးဝဲကြမယ်ဆိုတာသိကြလို့လား။ဗေဒင်မေးစရာတော့မလိုဘူး။နင့်အဖေအမိများနင်မတနာဘူးလားဗေဒာရဲ့။ငင်းကကရုဏာလံဖြင့်ညှိလိုက်သည်ဗေဒာကစီကရက်ကိုအာရပါရဖိုင်လိုက်ရင်းပြုံးလိုက်သည် ကြီးမကားကိုဝန္ဒမီယာသို့ချိုးလိုက်ပြီးဖေတာနင်ပဲဝင်ဦးမလို့လေထမင်းစာလာပြီခဏပါထွန်းရတမိနစ်မကြာဘူးဟေးမဆောင်နိုင်ဘူးနေဟာနေနေခဲ့မေရာကကားကိုရက်ကတော့ပါဖြုတ်၍ဆင်းသွားတော့သည်အတွန်းဒီကားကိုရှင်ကိုလက်ဖြင့်ပုံရင်းဆောင်၍နေတော့သည်အမှန်ကြီးကအလိုက်ကသူ့ကိုခေါ်လာတယ်ပြီးတာကအလွန်လမ်းများတဲ့ကောင်နောက်တော့တော်ပြီသူတို့နဲ့ဘယ်တော့မှအတူမသွားဘူးသူများပါတာပဲသွားမယ် လာပါပြီကွယ်မိထွန်းကိုနားပူတယ်ငါကလည်းနင်တို့နဲ့မသွားခင်ပါဘူးဗေဒာဒီအပြည့်ပြန်ထွက်လာပြီလင် ကားပေါ်သို့ခုံတက်လိုက်ပြီရှေ့မှန်ထဲမှနေ၍နှုတ်ကန်းဆူနေသောအထွန်းမျက်နှာကိုတစ်ချက်မြပြုံး၍ကြည့်လိုက်ပြီကဲပါဟာငါနှစမောင်းပေးပါမယ်အထွန်းကမူဘာမျှမပြောတော့ချေကားဒီတရိပ်ရိပ်ပြေး၍နေတော့သည် မိုင်နှုံးလက်တန်းသည်40ပင်ကျော်၍လာတော်လဲစက်ကအချိန်မလျှော်သေးချေဖြည်းဖြည်းမောင်းပါကွာ ဥဒေအောင်ကစိုးရင်တကြီးသတိပေးလိုက်သည့်တိုင်အောင်မိရာကဆက်အရှင်ကိုမလျှော်သေးချေအကွေရမဘရိတ်ကိုအုပ်၍အရှင်တက်လိုက်သည်ငိန်တို့အိမ်ရှိကားထိုးရလိုက်သည့်နှင့်တပြိုင်နက်အထွန်းသည်ကားပေါ်မှအပြေးဆင်း၍အိမ်ပေါ်သို့တက်သွားတော့သည်ဒီကောင်မလေးကိုအငမ်းမရပဲသွားခြင်းလဲသူပဲပြန်ခြင်းလဲသူပဲဒါကြောင့်မိထွန်းနဲ့များလမ်းမထွက်ခြင်းဘူးဥဒေအောင်ကခွန့်လွယ်သောအနေဖြင့်ပြုံးလိုက်သည်အိမ်ရှိအေကန်းတွင်ဖဲဝိုင်းကကောင်းတော့မင်းရှိသေးသည်ကိုရင်အောင် ဝင်မလားဗျို့ကျွန်တော်ထွက်ပေးမယ်ကိုဘကြီးကအိမ်ခံလူအနေဖြင့်ဥတင်အောင်ကိုဖိတ်ခေါ်လိုက်သည်ကိုဘကြီးမှာငိမ့်တို့အိမ်တွင်အိမ်တော်အုပ်ထိန်သူဖြစ်သည်မြေကမောင်နှမ၃ယောက်နဲ့အကြီးဆုံးလည်းဖြစ်သည်ငိမ့်တို့ဖခင်ဆုံးပြေနောက်တွင်မိခင်အိုကြီးဖြင့်အိမ်စီဝါရေးလုပ်ငန်းကိုကိုဘကြီးပင်ဆက်ဦးစီးလုပ်ကိုင်ခဲ့သည်အမှန်တော့လည်းငိမ့်တို့မိသားစုမှာဖခင်ကြီးရှာဖွေထားခဲ့သောစီဝါရေးအခြေအနေဖြင့်ပင်ဘာမျှမလုပ်ဘဲထိုင်၍စားနိုင်ပေသည် ်သို့သောမိဘလက်ထက်ကတီထောင်လာခဲ့သောအလုပ်ဖြစ်၍ကိုပါကြီးကိုရိုင်းကပင်ဆက်လက်ဦးစီးလုပ်ကိုင်ခဲ့ရလေသည်။ညိမ့်နှင့်အထွန်းကမှုကျောင်းပညာကိုပင်ဆက်လက်သင်ကြားရင်းအိမ်တွင်းအလုပ်များကိုကူညီလုပ်ကိုင်ခဲ့ကြရသည်။ဘေးဒါအတွက်ညိမ့်တို့အိမ်သည် စားရေးအိမ်၊တောက်ရေးအိမ်ဖြစ်နေတော့သည်။တိုင်လုံးကပင်ဘေးဒါကိုချစ်ကြသည်။လှုပ်ရှားရှိလင်းဘေးဒါကိုလာ၍ခေါ်ရသည်။ဤပြက်လင်းလဲဘေးဒါ၊ရေဒီယိုပြက်လင်းလဲဘေးဒါ၊ကားမောင်းမြည်သူမရှိလင်းလဲဘေးဒါ ဗေဒာသည်ငိမ့်တို့မိသားစု၏လက်ဆွဲဖြစ်သည်အထူးသဖြင့်ငိမ့်အတွက်ဗေဒာသည်ကလေးစိုးလေးတယောက်လည်းဟုတ်၏ချစ်စရာကောင်းသောမောင်ငယ်လေးတယောက်လည်းဟုတ်သည်နောက်ဖေးကန်းတွင်ထမင်းပြင်၍ပြည်သောငိမ့်ကဥတင်အောင်နှင့်ဗေဒာကိုထမင်းစားထွက်၍ခေါ်လိုက်သည်ကဲထမင်းသုံးဆောင်ပါဦးကုတင်အောင်တော်ပြီငိမ့်ကျွန်တော်မုံငါးတွေစားထားလို့ပါနည်းနည်းဖြစ်ဖြစ်ပေါ့ဝါနေလို့ပါအားနိုင်ရမယ့်အိမ်မဟုတ်ပဲဆိုင်ရင်စားမှာပေါ့ဒီတော့မှလည်းငိမ့်ကလက်လျှော့လိုက်တော့သည် ကိုကိုကြီးရောစားတော့မလားကိုပါကြီးကလက်ထဲမှာဖဲများကိုနေရာတရစီနေရင်းမှသူ့အဖော်များကိုလှမ်း၍ကြည့်လိုက်သည်ကဲမစားရသေးတဲ့လူများစားနိုင်တယ်ဗျာဝိုင်းမပြည့်ချင်ရင်တော့ဒီမာရင်ပုံကြီးဇွန်းနဲ့စားပေါ့ဣဗျာကောင်းသားပဲကျွန်တော်တို့တော်ပြီးအစောကြီးစားခဲ့တယ်ဒါမျိုးじゃတဲပြီးဝိရိယကောင်းသားပဲကဲတို့ဖို့သုံးဘက်လောက်ပြင်ပြီးပို့လိုက်ကွာဣရာမင်းသွားယူချေဣရာဒီနောက်ဖေးကန်းတို့ဝင်၍ထမင်းသုံးဘက်ကိုအမြန်ဆုံးပြင်လိုက်ပြီး အထွန်းကမိသားကိုမျက်စောင်းထိုး၍ကြည့်လိုက်ရင်ရန်တွေးလိုက်ပြန်သည်ဟေးဟင်းတွေရမ်းမထင်နဲ့ဒီမှာဘယ်သူမှမစားရသေးဘူးအော်မာကိုကိုကြီးစားဖို့ပြင်ရတာဗျတိလားသူကများလာပြီးဗိုလ်ကြနေသေးတယ်အစားများဆိုရင်တကယ်စိတ်ချရတယ်ဒီစူစာပဲငါကလာမပြောနေနဲ့နော်ဘေးသာငါအော်ပြီးတိုင်လိုက်မယ်မေရာသည်ထမင်းပကံသုံးချက်ကိုဆင့်ကင်လိုက်ပြီးအပြင်သို့ခတ်တော့တော့ထွက်ခဲ့လေသည်ထမင်းဝင်များခြာပေးပြီးလျှင်နောက်ဖေးကံသို့ပြန်၍ဝင်ခဲ့လေသည် မင်းဝိုင်းတွင်ငြိမ့်ဤမိခင်ဒေါမြစိန်ပါရောက်၍နေသည်ဒေါမြစိန်ကအေးအေးပင်နေတတ်သူဖြစ်သည်တခါတရံတနေ့လုံးနေ၍စကားတလုံးပြောသူမဟုတ်တရားစာအုပ်တအုပ်နှင့်သာသူ့အခန်းတွင်သူနေတတ်သူဖြစ်သည်ဓမင်းဝိုင်းတွင်ဗေဒာဝင်၍ထိုင်လိုက်လျင်ငြိမ့်ကဗေဒာအတွက်ဓမင်းများထဲ၍ပေးလိုက်သည်ဗေဒာကငြိမ့်ထဲပေးသောဓမင်းများဓမင်းအုပ်ထဲတွင်တဝက်ပြန်၍ထည့်လိုက်သည်မင်းကဘာရီစားထားလို့လဲဓမင်းတပင်ကတော့မကုံတော့ဘူးလား မဟုတ်ဘူးမမညင်ရဲ့အိမ်ကြတော့တထက်အုပ်ရအောင်မယ်မိသားစီထမင်းပွဲကိုကြည့်ရင်အိမ်ကိုသတိရသည်အမှန်တော့ညီတို့အိမ်မထမင်းပွဲနဲ့သူ့အိမ်မထမင်းပွဲမှာနတ်တော်ဓာနဲ့လေတော်ထမင်းလောက်ကွာလာပြီညီတို့အိမ်မထမင်းပွဲကြည့်လိုက်ရင်သားငါးနှစ်ခွနဲ့အကျော်ဟင်းချိုအစုံဇပွဲပြည့်မြမြိုင်ဆိုင်လာလေသည် သူအိမ်မှထမင်းဝဲကိုကြည့်လိုက်ရင်ဘဲဟင်းငပိရေချိုအပေါ်စာငါဤမြသားဖြစ်သည်ဗေရာသည်ထမင်းစားရင်အိမ်ကိုသတိရလာမိသည် ်အင်္ဂိုသာမဟုတ်သူလောက်ရသည့်အလုံများကိုလည်းတရိယမိသည်ထို့ကြောင့်လည်းဓမင်းကိုအမြန်စား၍သူစားသောပကံကိုဆေးပြီးလျင်အိမ်သို့တကြိုးတည်းလစ်ခဲ့သည်ငိမ့်ကမူဗေဒာ၏အဖြစ်ကိုနားမလည်သလိုကြောင်ကြည်ရင်းကြံရစ်ခဲ့လေသည်အိမ်မော်သို့ဝင်လျင် အမေ၏စူတန်ကိုကြားရသည် အမှန်တော့အမေဘာကြောင့်စူသည်ကိုဗေဒာက တီးပြီးဖြစ်သည်ညနေထမင်းချက်ချင်းရောက်လျင် အမေ၏စူတန်ကိုအမြဲကြားရတတ်သည် ထမင်းချက်ချင်းရောက်တော့လဲဆံဟိုးရဲတွင်ဆံကမရှိ စီပလင်းကပြောင်းဈေးဘိုးကမရှိအဖေကိုမျောတော့လဲအဖေကမရေရာလှချေအလုံးမပြန်တော့လဲအင်ကိုတန်းတန်းမတ်မတ်ရောက်ခဲလာသည် အရက်ဆိုင်တွင်ဆိုင်ပိတ်သည့်အထိတောင်တင်၍နေရသည်တခါတရံ9နာရီ10နာရီမှထမင်းချက်ရသည်အဖေပြန်လာမှပါလာသမျှငွေစားကိုတောင်း၍ဖြစ်တယ်လို့ချက်၍စားရသည်ပေရာသည် အမေအနာတွင်ထိုင်ရင်းတပြင်းကိုမှုတ်ထုတ်လိုက်သည် ဈေးဘုံမရှိပြန်ဘူးလားအမေနင့်အဖေအကြောင်းနင်သိတယ်မဟုတ်လားပြီးသားရဲ့ငါ့ကိုမိမရိစမ်းမာနဲ့မနဲ့ကလေးကအထက်ထက်မှားလိုက်တယ်ဈေးဘုံမရှိပါဘူးငွေလေးပါလေးရှင်းပြီးအိမ်ကိုစောစောပြန်ခဲ့ပါဆိုတော့ခုထိပေါ်မလာဘူးပေရာဒီအိမ်နှင်းတို့လှည့်၍ကြည်လိုက်ရင်တစုံတယောက်ကိုရှာလိုက်ပြီ။ကျောင်းမရောဘယ်သွားလဲ။သူ့အဖွာအင်းဆန်သွားချီးတယ်။မောင်တို့ရော။ မောင်တို့လေညနေခင်းကထွက်သွားတာကုတိပြန်မလာသေးဘူးသူ့အဖွားအိမ်မှာနေမှာပေါ့မိကြီးကအပါသူ့အဖေနဲ့အတူတူပဲကြောင်မျိုးတွေအိမ်မှာထမင်းချက်စရာမရှိဘူးဆိုရင်အင်ကိုမကတ်တော့ဘူးအဖွားအိမ်ပြီးလို့ရပါပဲမိသားစီဆက်ရွေးမမေးတော့ချေအထက်ကိုပါတော့တက်ပြီးလင်းသူ့အစ်တားကိုဖွင့်လိုက်ပြီးအောက်ဆုံးဓာတ်တွင်ရှိသောအစ်စ်ဆက်ဆက်ဗန်ကောက်လုံကြီးကိုထုတ်၍အင်ကြီးတဲ့သို့လက်၍ထိုးသွင်းလိုက်သည်ဤမှအောက်ထပ်သို့ပြန်၍ဆင်းပြေးလင်းအိမ်မှခတ်တော့သို့ထွက်ခဲ့သည် ိမ်တွင်ဈေးပုံမရှိလျင်ဘာလို့ရမည်ကိုဗေဒါကနားလည်ပြီးဖြစ်သည် အမှန်တော့ဤဘန်ကောက်လုံကြီးသည်ဝယ်ဈေးထက်အတူကပိုများခဲ့လေပြီဝယ်ရင်ဈေး30ရှိကျက်မြတ်သာဖြစ်တော်လဲအတူက90ကျော်လေပြီထို့ကြောင့်လဲသူ့လုံကြီးကိုဝိယံပင်သဘောမထားတော့ပြီအရေးရှိလျင်ဘောင်ရန်ပစ္စည်းတစ်ခုလိုသာသဘောထားလိုက်တော့သည်ဧရာဒီဘန်ကောက်လုံကြီးကိုပတ်၍ခါတိုင်းပေါင်နေကြဒေါ်ဖွားတင်တို့အိမ်ထဲသို့ဝင်ခဲ့သည်ဗေဒမျက်နာကိုမြင်လင်ပင်ဒေါ်ဖွားတင်ကနားလည်ပြီးဖြစ်လေသည် ဟဲ့ကောင်လေးဘာပါလဲငါမှငွေသိမ့်မရှိဘူးနော်ကြီးကြီးတင်ကလည်းငွေမရှိတာကအရင်ပဲရော့ဒါယူထားကျွန်တော်ကိုငွေ၂၀လောက်ပေးပါဒေါ်ဖားတင်သည်မိသားပေးသောလုံကြီးကိုဖြန့်၍အသေးချာကြည့်နေပြန်သည်ဒေါ်ဖားတင်သည်ငွေတို့ပေးအပေါင်ခံ၍စားသူပေးပြီးနေရာတကာဆေးဆက်သူဖြစ်သည်ဘန်ကောက်လုံကြီးအသေးစက်ကိုပင်20အစိတ်ပေးခြင်းသူမဟုတ်အစွန်းတင်ပါလျင်မိလောင်ပေါက်ပါလျင်30ပေးဖို့အတင်းတောင်းပန်ရသည် ခုလဲတော်ဘွားတင်သည်လုံကြီးကိုအထက်အောက်ဖြန့်၍ကြည့်လိုက်ရင်မျက်နှာကိုရှုံလိုက်သည်ဤလုံကြီးကနင်းနေတောင်ဟောင်းနှမ်းနေပြီညာနွမ်းရင်လဲခမရဒီမှာပဲနွမ်းမှာပဲဝေရတာမှာ30ရှိကြရဲ့ကြီးကြီးတင်ကိုအတိုးတွယ်ပေးရတာ90ကျော်ပြီတော်ဘွားတင်သည်မိရာကိုစိတ်ဆိုးဟန်ဖြင့်ကြည့်လိုက်ရင်မျက်နှာကိုတစ်ချက်မျှမဲလိုက်ပြန်သည်ငါကနင်တို့ကိုမတရားယူတယ်လို့ဆိုချင်တာပေါ့လေမအီဘီမျိုးအဖေသား အဖေလူပဲနော်သူတို့လူပါလဲချစ်ရသေးတယ်လူကိုလည်းမတရားပြောကျင်သေးတယ်အဖေနဲ့မဆိုင်ပါဘူးအဖေကိုထဲ့တယ်မပြောပါနဲ့သူ့အဖေကိုထိတော့လဲမိသားကမခံနိုင်ချေတို့ကြောင့်လဲဒေါ်ဘာတင်ကိုမကြေမချမ်းပြန်ပြောလိုက်ချင်းဖြစ်သည်ဘာမဆိုင်ရမှာလဲမင်းအဖေလည်းအတူတူပဲသူတို့လူချင်းရင်လာပြီးနော်ရေဒီယိုအပြတ်ထားလို့ထားဗီဒီယိုထားလို့ထားငွေမလွယ်လို့မပေးနိုင်ရင်သူတို့ကပဲငါ့ကိုမကောင်းပြောကျင်သေးတယ် ဒါတွေမဆိုင်ပါဘူးဗျာခမရလဲအတို့ရလို့ချေးတာပဲကျွန်တော်တို့မှလည်းအရေးကြီးလို့လို့ယူရတာပဲကဲပါ20ပေးပါတော့ဘာတင်ဒီအဲ့ထဲမှ70တရွက်နဲ့50တန်တရွက်ကိုထုတ်လိုက်ပြီယော့50ချက်ပဲယူဟာဗျာကြီးကြီးတင်ကလည်း50ချက်လောက်များအလကားတောင်ပေးတင်ပါတယ်ဗျာအိမ်မှာတကယ်လို့လို့ပြောနေတာပါတော့ဘာတင်ဒီစိတ်မရှိတော့ချေအဲ့ထဲမှချိန်မနေတော့50တန်တရွက်ကိုထပ်၍ထုတ်လိုက်ပြီလင်ဗေဒလက်ထဲသို့ပြည့်၍ပေးလိုက်ပြီ ေးယော့ယော့မင်းတို့သားဖာကိုနားပူတယ်မိသားသည်တော့ဘတင်ပေးသောငွေငါးချက်ကိုကောက်ယူ၍အိမ်စီသို့တကြိုးတည်းပြေးခဲ့သည်တော်အေဒင်သည်ထမင်းအုပ်ကိုမှွေနေရာမှဘေးရာကိုလှမ်း၍ကြိလိုက်သည်တော်အေဒင်၏အကြည့်မှဘေးရာကိုတစုံတစ်ခုမေးလိုသောအကြည့်မျိုးဖြစ်သည်ဘေးရာကအိတ်ထဲမှငွေ15ကျပ်ကိုထုတ်၍တော်အေဒင်လက်သို့အပ်လိုက်သည်ဒီတော့မှလည်းတော်အေဒင်ကကြောင်မကိုခေါ်၍ဈေးသို့လွှတ်ရသည် ဥပအေကမူအိမ်ရှိကျမ်းပြင်တွင်အင်းကြီးချွေးဖြင့်လဲ၍နေလေသည်ဗေဒာက ဥပအေအနာသို့ထိုင်လိုက်သည်ဗေဒာကိုကြည်ရင်ဥပအေ၏မျက်နှာသည်အလိုလိုပြုံး၍လာသည်သို့သော ဥပအေ၏အပြုံးမှာအားနည်းလာသည်ညနေပိုင်းတွင် ဥပအေခုလိုပြုံးလျင်အရက်ဝါအောင်မတော့ရသောကြောင့်ဟုဗေဒာကအလိုလိုနားလည်ပြီးဖြစ်သည်ခဏိကွာဗဟန်အင်ကမိစင်ကလေးများရမလားအောက်မေတယ်သုံးောက်သွားတာလူကိုမတွေ့ခဲ့ဘူးအကြီးကျယ်ကိုဒုက္ခရောက်တာပဲ မိသားသည်ဥပါဧကိုကြည်ရင်အလိုလိုစိတ်ထိကြိုက်လာမိသည်ဒီတော့လဲသူ့အိတ်ထဲတွင်သုံးရန်ချန်တာသောငါးချက်တန်တရွက်ကိုဆန်းလိုက်မိသည်မိသားသည်ပလင်းကိုဆွဲ၍အရက်ဆိုင်ဘက်သို့ထွက်ခဲ့ရပြန်သည်ဈေးဘိုးနှင့်အရက်ဖိုးပြဿနာသည်မိသားတို့အိမ်အတွက် နေစဉ်ရင်ဆိုင်နေရသည်တိမ်လုံးအဖေကိုအားကိုးနေရတော့လဲအဖေအလုတ်ကဝင်ဝေမမှန်ဝင်ဝေမှန်သောလက္ခဏာအလုတ်ကိုလှုပ်ပြန်တော့လဲတလနှစ်လသာမြဲရသည်အလုတ်မမှန်မစင်း၍တလနှစ်လလှုပ်ပြီးလျင်ပြုတ်ရပြန်သည် အလုရှင်နဲ့စကားများ၍ထွက်ရပြန်သည်ဒီလိုနှင့်ပင်နောက်ဆုံး၌လာကစားလုပ်ကိုဝင်လုရန်လုံးလုံးမကြိုးစားတော့ချေဘေးပေါက်အလုများကသာကြာပန်းလုရတော့သည်အသည့်မိတ်ဆွေများအိမ်တွင်မိစင်ပေးခြင်းရေဒီယိုပြင်ပေးခြင်းဝိုင်းရသွယ်ပေးခြင်းစသည့်အလုကလေးများကိုလုံရင်တောက်ဖို့စားဖို့ရှာရတော့သည်ဒီတော့လဲဝင်ငွေကမမှန်တော့ချေရသည့်အခါ200 300ရသည်ဒီခါများတွင်ဥပအေးသည်မိုးလင်းကနေညနေသည့်အထိတန်နေကုန်မူး၍နေရသည် လက်ထက်တွင်ရှိသောငွေစားကလေးမကုံမချင်းအလုတ်လုတ်ရန်စိတ်မကူးတော့ချေငွေမရှိမှ အလုတ်လုတ်ရန်သတိရပြန်တော်လဲအလုတ်ကအစင်သင့်မရှိရှား၍ရသည့်အခါရ၏မရသည့်အခါနှစ်ချက်သုံးချက်ကိုလက်ဖြန့်ခံပြီးတောင်းရသည်ပိုက်ဆံများကလည်းရှားမိပြီဆိုလျင်တကယ်ရှားတတ်သည်တခါတရံပဲပြုတ်ကလေးဆယ်ပြားဖို့လောက်စားရံပင်လင်လက်ထဲ၌ငါးပြားဆယ်ပြားမြမရှိချေဆယ်ပြားငါးပြားလောက်နှင့်သူများထံမတောင်းခြင်းဒီတော်လဲဘိုင်မောက်၍အိတ်နေလိုက်ရတော့သည် ်မိသားသည်သူ့ဘဝကိုသူတွေ့ရင်နာကြီးလာသည်ရှက်လာသည်ဝမ်းနည်းလာသည်မိသားသည်ခါကြမအရက်ပလင်းကိုဥပါအေးရှိသို့ချ၍ပေးလိုက်သည်ဒီတော့မှလည်းဥပါအေးမျက်နှာမှာဒိဒိတာတာလမ်း၍လာတော့သည် အမှန်တော့လည်းမိသားထွက်သွားကြတဲ့ကပင်ပိုက်ဆံရှာ၍အရက်ဝဲလာမည်ကိုဥပါအေးသိနှင်ထားလေပြီထို့ကြောင့်ရေခွက်နှင့်အကြံပကံလုံးကိုအသင့်ချထားလိုက်သည်ရှိတွင်အရပလင်းရောက်ရင်ဥပါအေးသည်ပလင်းကိုဖွင့်၍ငှက်လိုက်ပြီးလျင်တကြိုက်ထဲနှင့်မော့လိုက်သည် ပြီးမှရေကိုတငုံနှငုံများလောက်သာတောက်လိုက်သည်ဗေဒါကိုဥပါအေးကငေး၍ကြည်နေမိသည်အရက်ကလေးနှစ်ခွက်သုံးခွက်များဝင်သွားသောအခါဥပါအေး၏မျက်နှာမှာသောသောကနှင့်လုံးဝမတူတော့ချေသူ့ဘဝကိုသူရင်ဆိုင်ရသောအရေးအယောင်များလွှမ်း၍လာသည်ဥပါအေးသည်ပေရင်ခြားထားသောဆေးလိပ်တို့ကိုမိညိလိုက်ရင်မိဖို့ကြောင့်ဗက်စီတို့တစ်ချက်များလှမ်း၍ကြည်လိုက်သည်ပြီးမှဗေဒါကိုခတ်တိုးတိုးလှမ်း၍မေးလိုက်သည်ဇီဘူးဘယ်ကရရတယ်ဗေဒါ ကျွန်တော်ရှာပေးတာပါမိဘကြောင့်မှဟင်းနံကလေးများအိမ်တွင်သို့ဝင်၍လာသည်ဒီတော့မှလည်းဥပါအေးရင်ထဲတွင်ပေါ်၍သွားတော်သည်အိမ်တွင်ဈေးဘုံမရှိပြန်တော့လဲဒါဝင်ကသူ့ဒါဝင်ဖြစ်၍နေသည်လူကြီးဖြစ်၍ဒါဝင်ကိုနားလဲတော်လဲမတတ်နိုင်သည့်အခါပေ၍ခံနေရတော်သည်ဒီတော့လဲသူကိုယ်သူမလုံမလဲဖြစ်သည်ခုတော့မိဘကြောင့်မှဟင်းနံကလေးတင်း၍လာလေပြီသူရှိတွင်လဲအရက်ပလင်းအပြည့်ရောက်နေပြီဥပါရဲ့အတွက်တနေ့ဝိထုကကြီးလွမြောက်ရလေပြီ ဥပါအေးသည်လန်းဆန်းကြည်လင်သော မျက်နှာဖြင့်အရက်ကိုတစ်ခွက်ချင်းမော့၍တောက်လိုက်တော်သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာအောင်လင်းဤဧရာနှင့်မောက်မမငိမ့်ဆိုတဲ့ဝိတ္ထုစာအုပ်ကို အပိုင်းတစ်နေဖြင့် စတင်ဖက်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီညမှာလဲကျွန်တော်စာဖတ်နေတဲ့အချိန်မှာပတ်ဝန်းကျင်အတန်လေးဆူညံနေတဲ့အတွက်အော်ကျွန်တော်မိနစ်20ကျော်ကျော်နဲ့ရက်လိုက်ပါတယ်အော်တချို့ကြလဲအရန်တူဝင်လဲအသိမကြိုက်တာလဲပါတယ်ပေါ့လေအဲ့ဒါမကြိုက်ဘူးပေါ့သဘောမကျတာရှိတယ်ပေါ့နော်ဟိုနည်းနည်းလေးရှိရှိလေးဖတ်ပြပါရှိတယ်အဲ့တော့ကျွန်တော်တော့မိနစ်30ပတ်ချလဲဖတ်ဖို့တော့စိတ်ကူးလိုက်ပါတယ်နောက်အပိုင်းကလဲဒါအခန်း1ပေါ့နော်အခန်း1ပြတ်သွားပြီးအခန်း1 ဖြစ်သွားတဲ့အတွက်ကျွန်တော်ဖြတ်လိုက်တယ်ပေါ့နော်အမှန်တမ်းပြောရင်ကျွန်တော်ဆက်ဖက်ဖို့လည်းအလိုစိတ်သိမ့်မပါဘူးဖြစ်နေတာပေါ့အဲအဓိကတော့ပန်ဝန်းကျင်အတန်းကြောင့်ကျွန်တော်ရက်လိုက်ပြန်ဖက်လိုက်ရက်လိုက်ပြန်ဖက်လိုက်ဖြစ်နေရတာပေါ့လေအဲနောက်အပိုင်းနှစ်ကနေစပြီးတော့ကျွန်တော်အဲမိနစ်30ပတ်ချလဲဖတ်ပေးပါမယ်အဲပရီးမီးယားလွှင့်တာဆိုလို့ရှိရင်တော့ဒီခဏလေးနဲ့ကြာတော့လဲတချို့ကအားမရတာပေါ့လေဆိုတော့ အော်ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ